တီဟိုကျောင်းမှာလူတယောက်ဟာဒီဓမိလဒောဝရိကဓမိလဒောဝရိကဆိုသူလူမျိုးอ่ะဓမိလလူမျိုးတကားဆောင်လုပ်ငန်းလုပ်တယ်သူဟာနောက်ဆုံးမှာဘာတွေလုပ်လဲဆိုရှင်ထဲမှာ ငါဖမ်းပြီးတော့ငါတွေကိုယ်တိုင်တတ်ပြီးရောင်းချစောင့်တော့တက်မွေးတဲ့ပုဂ္ဂိုလ်ဖြစ်လာနှစ်ပေါင်းများစွာအဲ့ဒီအလုံးနဲ့တက်မွေးလာဆိုအားလုံးဒုစရိုက်နဲ့တက်မွေးဘာနာလိပါဒအမှုနဲ့တက်မွေးတေဂဏိရောက်တဲ့အခါသူဟာအိယာထဲမှာလဲပြီးတော့ညီးတွားနေတယ်ယန္တာပုဂ္ဂိုလ်မြတ်ကြီးတစ်ပါးက သူ့အိမ်သာရောက်တဲ့အခါအတန်ကြာတော့စဉ်းစားလိုက်တော့ဒီလူဟာတသလုံးအကုသိုလ်ဒုစရိုက်တွေနဲ့နေတဲ့ပုဂ္ဂိုလ်ဒုက္ခမရဒီတိုင်းသိသွားရင်တော့ငရဲကြတော့မှာပဲဆိုပြီးတော့အဲ့ဒီမထေမြတ်ကြီးကသူ့အိမ်ကိုကြောက်ကြောက်တော့သူကမှတတိယတော့အဲ ကြွလာတာကိုဇနီးလှုပ်တဲ့လူကသတင်းပေးတယ်။သတင်းပေးတဲ့အခါမှာမထေရကြီးကအိမ်ပေါ်ကြွတင်တယ်လို့သတင်းပေးတဲ့အခါသူကပါပြောလို့ဆိုငါနဲ့တိလည်းမတိဘူးဆက်လဲဆက်သွယ်မှုမရှိဘူး။သူ့အိမ်မကြွခဲ့ပါနဲ့တခြားအိမ်ကြွပါလို့ပြောခိုင်းတယ်။နော်။သို့သောမထေရကြီးကသူ့အိမ်ကိုကြွလိုက်တယ်။သူ့ကိုတနာလို့ကတင်မို့ရကြွတယ်။ ကဲတင်နေဆိုတာမထေမြတ်ကကဲတင်တယ်လို့ပြောပြီမဲ့လို့ကုသိုလ်လုံးမကဲတင်လို့ရတာเนาะအုံဖွားနဲ့ကဲတင်လို့မရဘူးအဲ့တော့ဟိုရောက်တဲ့အခါသူ့ရဲ့အခြေအနေကိုမေးမြန်းပြီးသူ့ကိုကုသိုလ်ကောင်းမှုတွေရအောင်လို့တရဏဂုံလိုက်ဆုံးမလားလို့ဒီအချိန်မှာအာဟုရံမဲ့နေတဲ့အချိန်မျိုးမှာတရဏဂုံလိုက်ဆိုပါလား ိုတော့ဆိုပါမယ်ပေါ့အဲ့ကြအကိုရမရှိတဲ့အချိန်မှာအကိုအဲ့ဒီဝိထေကြီးကဘုဒ္ဓန္တရဏံဂစ္ဆာမိဓမ္မန္တရဏံဂစ္ဆာမိတခုချင်းချပေးလိုက်ဆိုတယ်သူတေခဏိလေးမှာလိုက်ဆိုလိုက်ဆိုပြီးတော့တရဏဂုံပြီးတော်တဲ့အခါပါဏာတိပါတာဝေရမဏိလို့ဆိုတဲ့အချိန်လေးမှာတိတ်ခံပရံတမာရိယမိတော်မရောက်လိုက်တော့ ရှာကမေးကပြုတ်ကျသွားပြီရှာကလိမ့်လို့မရတော့သေဆုံးသွားတယ်မျက်ဖြူဆိုင်သွားပြီဆိုတော့အဲ့ဒီအချိန်လေးမှာပါဏတိပါဒတော်ဆိုကာလေးတဲ့အပြည့်မတတ်လိုက်ဘူးဘုရဒရဏံကိစ္ဆာမိဓမ္မဒရဏံကိစ္ဆာမိသံဃာဒရဏံကိစ္ဆာမိဆိုတာတော့ပြည့်ပြည့်ဝဝသူလိုက်ပြီးတော့ဆိုလိုက်ရအဲ့ဒီဆိုလိုက်တဲ့ဒေဂန်လေးမှာလောက်လိုက်တဲ့ကုသကောင်းမှုဟာ ဘလုံးထီကျိုးပေးလိုက်လို့ဆိုမျက်စိနှလုံးလဲမှိတ်သွားရင်သူဟာစတုမာရဲ့နတ်ဘုံမှာဘုံမစုနတ်သွားဖြစ်တယ်ဘုံမစုနတ်ဆိုတာမြေကြီးနဲ့ဆက်ဆက်နေတဲ့ဘုံမိတ်နာမှာဖြစ်တယ်ကောင်းငင်မှာဖြစ်တာမဟုတ်ဘူးအဲ့ဒီလိုဖြစ်တဲ့အခါကျတော့နတ်တွေဆိုတာလူလူမွေးနေတာမဟုတ်သည့်အတွက်ကြောင့်သူဟာငါဘယ်ဘွားလာတာရောလို့ဆိုတာချက်ချင်းတွေးတယ်တွေးလိုက်လို့သိတာလေ သူနဲ့ဆွေမတော်မျိုးမတော်ဆရာတော်ကြီးတို့ကကြွားလာပြီဘုရားသရဏဂိဆံမိဆိုခိုင်းလို့သူဆိုလိုက်တာအဲ့ဒီကုတ္တကြောင့်ရတယ်ဆိုတော့သူသိသွားသိတာနဲ့ချက်ချင်းလာလာပြီးတော့ကျေးဇူးတင်ကြောင်းပြောတယ်ပြောပြီးတော့သူကဘာပြောအရှင်ဘုရားတပည့်တော်ကို၅ပါးသီလပြီးအောင်သာချလိုက်မယ်ဆိုလို့ရှိရင်ဆိုလိုက်မယ်ဆိုရင်သူဟာအထက်နဲ့ပြည့်ထီအောင်ရောက်သွားမယ်လို့ပြောအဲ့တော့သူမမဆိုနိုင်တာပဲတန်းနိုင်မှာတော့ ဲ့လောက်လေးနဲ့ကဲတင်လိုက်ရတဲ့အနိကလှုပ်လိုက်ရတဲ့ကုသကောင်မှုကြောင့်သူဟာအပင်ငယ်ရဲ့လွတ်သွားတယ်ဆိုတာဓမ္မောပါပိတိတုတ်ကတဲ့သူလိုက်လှုပ်လိုက်တဲ့ဓမ္မကသူဂတိဘုံကိုရောက်စေတယ်လို့ဒီလိုဆိုတာเนาะဒါတာရကတခုပဲဟောနောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်ကုသကောင်မှုဆိုတာအလွန်အားကိုးရမယ်အချက်တွေ တီယိုကျောင်းမှာမဟာစီရီဆိုတဲ့သူတို့နိုင်ငံအခေါ်ကတော့ရူဝံဝေဒီယာလို့ခေါ်တယ်။ကောင်းမှုတော်ဘုရားကြီးပုံစံနဲ့တူတယ်။စကိုင်းကောင်းမှုတော်ဘုရားပုံစံမျိုး။အဲ့ဒီမဟာစီရီကြီးကိုတည်တဲ့ဒုဋ္ဌဂါမဏိအဘိယမင်းကြီးဟာမဟာစီရီကြီးကိုတည် မာစေရီတဲတာနောက်ဆုံးမှစေရီမပြီးခင်သူကွယ်လွန်သွားတယ်ပေါ့နတ်ရဆန်သွားတယ်အဲ့ဒီထက်မဲ့သူနတ်ရမဆန်ခင်သူ့ရဲ့ကုသိုလ်ကောင်းမှုဒါနပေါက်တကလို့ခေါ်တယ်စည်ရင်နေမှတ်တမ်းတင်ထားတယ်အဲ့ဒါလည်းမှတ်ထားဖို့လိုအပ်တယ်ပေါ့ကိုယ်ပဲနေရပါလို့တယ်ပါနေရပါလို့တယ်ဘာတွေလှူခဲ့တယ်ဆိုတာတွေမှတ်တမ်းတင်ထားပြီးတော့မကြကနဖတ်တယ် အဲ့ဒုဒ္ဒကမဏိမင်းကြီးကတေကန်နေကြတော့သူ့မှတ်တမ်းကိုဖတ်ခိုင်းတယ်။အဲ့ဒီဖတ်ခိုင်းတဲ့ထဲမှာကျန်တဲ့ကုသိုလ်ကောင်းမှုတွေဒီလောက်အာအာရပါရမဖြစ်ဘူးတဲ့။ဘယ်ကုသိုလ်ကိုအာရပါရအဖြစ်ဆုံးလဲဆိုတခါမှသူကတိုက်ပြည်မှာစစ်ပွဲတစ်ခုဆင်နွှဲရစစ်ပွဲဆုံးတဲ့အခါမှာကံမကောင်းအကြောင်းမလားလို့သူရဲ့သူ့နောက်တော်ကနေအမြဲပါတဲ့ ခုခေတ်လို့ဆိုသူ့ရဲ့ PA ပေါ့အဲ့ဒီလူရဲ့မျက်စိပြီးထွက်ပြေးလာခဲ့ကြကိုကိုလူယုံပြီးတော့ပြေးလာခဲ့တိုက်ပွဲမှာရှုံးလို့သူတို့ထွက်ပြေးလာတကယ်တော်ကြီးတဲ့ရောက်သွားတော်ကြီးတဲ့ရောက်သွားတဲ့အခါကျတော့ထွေးစားတယ်စားတော့သူ့နောက်ကလာတဲ့လူစားစရာလေးများဘာမှမပါဘူးလားလို့ဆိုဘုရင်နဲ့သွားတဲ့လူတွေဟာအစင်းနဲ့လှုပ်လာတတ်တယ် ဒီထမင်းမူလေးတခုပါထမင်းမူလေးတခုတော့ပါမယ်လို့ဆိုဒါပြည့်အဲ့ဒီထမင်းမူလေးကွာ၄ဘုံပုံ၄ဘုံပုံခိုင်းဒါပေမဲ့သူတို့ရှိတာ၃ယောက်နီးဘယင်းရဲ့အဲ့ဒီသူ့ရဲ့နောက်တော်ပါရဲ့သူတို့စီးလာတဲ့မြင်းတက်ရှိတရဝါ၃ဦးတည်းပဲရှိတယ်သူက၄ဘုံပုံခိုင်း၄ဘုံပုံခိုင်းတော့သူ့နောက်ကသူ့ရဲ့နောက်တော်ပါပြောတယ် ရှင်မင်းကြီးကျွန်တော်တို့၃ယောက်ထဲရှိတာမဟုတ်လားဘာလို့၄ဘုံပုံတာလဲငါတီးတတ်တဲ့အရွယ်ကစပြီးတော့မလူပဲမတမ်းပဲငါတစ်ခါမှမစားဘူးกว่าလေ၄ဘုံပုံနဲ့ဒါကြောင့်၄ဘုံပုံခါလဲတဘုံကဆွန်းလောက်မဟုတ်ဘူးပြောတော့ရှင်မင်းကြီးတဲ့တော်ထဲမှာဘယ်ကကိုတော်ကဆွန်းလာခံမှမရောနဲ့ဆိုတော့မင်းမပူပါနဲ့တဲ့ဆိုပြီး၄ဘုံပုံခိုင်းပုံခိုင်းပြီးတဲ့အခါကျတော့အဲ့ဒီတဘုံကိုသူက အတိတ်ခံလိုက်တယ်ဆုံးလူပြရစီကြွားရောက်ချင်းမြောက်တော်မူပါလို့နှုတ်ကနေထုတ်ပြီးတော့ပြောလိုက်တဲ့အခါရဟန္တာတစ်ပါးကဒိဗ္ဗတောတနဲ့ကြားသွားကြားလိုက်တာနဲ့အော်ဘယင်းကြီးကဆုံးကပြင့်နေပြီငါသွားမယ်ဆိုရင်စိတ်တဂတိလို့ခေါ်တယ်စိတ်လိုမြန်တဲ့သွားနေကရှိကာယဂတိဆိုတာဖြည်းဖြည်းသွား စိတ်ဓာတ်ဂတိဆိုတာတော့ဒီနေရာပြောက်ဟိုနေရာဘွားကနေရောက်သွားစိတ်ဆိုတာလွန်လင်းမြန်တယ်လေအဲ့ဒီလိုလင်းမြန်တဲ့နှုံနဲ့သွားလိုက်တဲ့အခါဘယင်းကြီးကအလူကကြွားပါလို့ပင့်လိုက်တဲ့စကားအဆုံးမှာပဲဘွားကနေအဲ့ဒီမထေကြီးကတပိတ်လေးပိုက်ပြီးရောက်လာရောက်လာတော့ကြီးกว่าမြင်ရလားဒါပင့်တာချက်ချင်းရောက်လာဆိုပြီးတော့ဘယင်းကြီးကတရားတရားတွေဖြည့်ပြီးတော့သူ့ဝေစုကိုပါထည့်ပြီးတော့ အဲ့ဒီဆွန်းလောင်းမဲ့ဝေစုရဲ့သူ့ဝေစုရဲ့နှစ်ပုံကိုတခါလဲလှူလိုက်လှူလိုက်တဲ့အခါကျတော့နောက်တော်ပါကလည်းအေးဘယင်းကြီးပြစားမဲ့နဲ့ငါစားလို့မတင့်တော်ဘူးငါလည်းမစားဘူးလှူမဲ့ဆိုပြီးသူ့ဝေစုလည်းလှူလိုက်တယ်သူတို့စည်းလာတဲ့မြင်းကလည်းပဲအဲ့ဓာရီမြင်တဲ့အခါကျတော့မြင်းကလည်းပဲဟာမူရပြတာသူလည်းမစားပါဘူးဆိုတဲ့ပုံစံအဲ့ဒါမြင်းရဲ့ဝေစုကိုလည်းပဲလှူလိုက်တယ် လှူလိုက်တော့အဲ့ဒီမထေကြီးကတပိတ်နဲ့အဲ့ဒီဆုံးကိုလှူခံပြီးတော့ရဟန်းတန်ခါးတွေအလုံးနဲ့ခွဲဝေပြီးသုံးဆောင်အကုန်လုံးအပါစီလိုက်လှူအဲ့ဒီအချိန်မှာဘင်းကြီးကလွန်ဆားတယ်ငါဆားလိုက်တာကွာတို့ညာနေနေလေးဆွညာဟညာလေးပြပို့လိုက်ရင်တိတ်ကောင်းမှာပဲလို့စိတ်แท้ကတွေးလိုက်ခါရှိသေးတယ်ခုနကမထေမြတ်ကြီးက ူဖုံးပေးပြီးတဲ့တပိတ်ကိုဘယင်ကြီးစီကိုဒိဋ္ဌံပြီးတော့ပို့လိုက်တော့တပိတ်ကဘယင်ကြီးရဲ့လက်ထဲရောက်လာနော်စွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ကြီးလက်ထဲရောက်လာတဲ့အခါကျတော့ဝန္တာအာရပေါ်တယ်ခုနလို့၃ရောက်ခွဲပြီးတော့စားတာဝဝလင်းလင်းစားရတယ်တဲ့အားလုံးအဲ့ဒီလိုဝဝလင်းလင်းစားရတာဆိုတော့မတန်းတင်ထား စီရှုံးတို့ကပြေးပြီးတော့တောထဲမှာပုံနေရတဲ့အချိန်လေးမှာဒီလူလိုက်ရတဲ့ဆွန်တနတ်ကိုစိတ်ထဲမှာအလုံးကိုကြည်နူဝတ်တာတေကနေကြတဲ့အခါဒါနပေါထကဆိုတဲ့တရားမှတ်တမ်းဒီဒါနမှတ်တမ်းစာအုပ်ကိုဖတ်တယ်ဘယ်ဟာမှသူ့စိတ်ထဲမှာအကျဉ်းတ်တယ်ဆိုတာမတွေ့ရပဲနဲ့အခုလို့တောထဲမှာထွက်ပြေးရင်းကနေပြီးတော့ရှာရှာပါပါလှူလိုက်ရတဲ့ဒါနလေးကိုတော့ စိတ်ထဲမှာအလုံးကိုကြည်နူးတာတဲ့အဲ့လိုကြည်နူးလို့တေဂဏိကာလမှာဒါကိုဝန်တာအာရအလုံးဖြစ်လို့သူဟာဒီဝန်တာ ပီတိနဲ့ပဲမြေကြီးဟာနိုင်ရဆန်သွားတဲ့အခါမှာတုတ်တိတဏ္ဍပြေရောက်သွားတယ်ဒီကုသိုလ်နဲ့ရောက်တယ်လို့ဆိုကံဆိုတာမျိုးစီတွေမြောင်များစွာရှိတော်လဲပဲဘဝကိုအကျိုးပေးတာတစ်ခုပဲအကျိုးပေးတယ်နော်ကျန်တာတွေကဝိုင်းအောင်ပြီးတော့ပေးတာပဲဖြစ်တယ် ကံတစ်ခုကအကျိုးပေးလိုက်လို့ရှိရင်ကျန်တာတွေကအကျိုးပေးเสียမလို့တော့ဘူးပရိသေအကျိုးပေးပြီးသွားတဲ့ကံတရားဟာလည်းပဲသူ့ရဲ့စွန့်ရည်တတ္တိကံအကျိုးကိုထုံးလို့ပြီးတဲ့နောက်မှာဘုဒ္ဓလို့ဆိုတဲ့တသရှင်များကလည်းပတ်လုံးဆက်လက်ပြီးတော့အကျိုးပေးနေတာမျိုးတွေရှိတယ်ပေါ့သို့တော့ပရိသေအကျိုးတစ်ခါပေးပြီးရင်နောက်ထပ်ထပ်ပေးနိုင်စွာမရှိကြဘူးပဲကံပဲဖြစ်ဖြစ်အေးအခုဒေါရကောင်ကြီးမင်းကြီးဟာလည်းပဲ ူလူခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့ကုသိုလ်ကောင်းမှုကိုအလုံးကိုဝမ်းသာကြည်ညိုတဲ့စိတ်နဲ့သူလှူဒန်းခဲ့တဲ့အထဲမှာအားရဆုံးကုသိုလ်ကောင်းမှုတစ်ခုဖြစ်မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ကုသိုလ်ကောင်းမှုဆိုတာအလုံးအားကိုးရတဲ့အားကိုးရတဲ့ကုသိုလ်ကောင်းမှုကိုဘုန်းကြီးတို့တူကြိုးစားအထောက်ကြရမှာဖြစ်တယ်။အတ္တမောနိရယနေတိတမောပါပေတိဒုက္ကတိ အာဓမ္မဆိုတဲ့ဒုစရိုက်တရားတွေက အပင်ငရဲကိုပို့ဆောင်တတ်ပြီးဓမ္မလို့ဆိုတဲ့ဒုစရိုက်တရားတွေကကာယသီရိဘုံကိုပို့ဆောင်တတ်တယ်ဆိုတဲ့သဘာဝနှစ်ခုပိုင်းခြားပြုတ်ပြီးတော့နေစဉ်နဲ့အမျှကုသဏ္ဍာမှာကုသကံတွေဖြစ်အောင်သာကြိုးစားအားထုတ်ကြအောင်ဖြစ်တယ်လို့ကိုစီကိုစီမှတ်သားလာယူပြီးကုသတရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း